ဲမင်္ဂလာပါ2025သုံးလပိုင်းဝင်ကြမှာပေါ့เนาะကျွန်တော်တို့လောက်တန်ရှောင်းခန်းရဲ့နိစာကောင်နေကိုဒီ hacker အဖွဲ့တစ်ခုကပေါ့เนาะကျွန်တော်တို့ hack ပြီးတော့ store တွေကိုပြန်ရောက်ထုတ်သွားတာတွေ့လိုက်ရပါတယ်အဲ့တော့ကိုယ့်ရဲ့လောက်တန်ရှောင်းခန်းနိစာကောင်ကိုလည်းမဟတ်ခံအောင် two step ခံကြီးလေးကြောင်းကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ် two step ခံဖို့အတွက် Google Chrome မှာ lockdown shortcut login ပြီးရင်တော့ကိုယ့်ရဲ့ user ID နဲ့ password ကိုရိုက်ထည့်ပြီးတော့ကျွန်တော်တို့ login ဝင်ပါမယ်။ login ဝင်ပြီးရင်တော့ဒီကိုယ့်ရဲ့ account ကျလာပါတယ်။ပြီးရင်တော့ကျွန်တော်တို့ my menu ကိုတစ်ချက်နှိပ်ပါ။ my menu ကိုနှိပ်ပြီးသွားရင်တော့ကိုယ့်ရဲ့ဒီ home page က menu button ကျလာပါတယ်။ပြီးရင်တော့ okyok sama jo hangos ဆိုတဲ့နေရာနှိပ်လိုက်ပါ။ပြီးတော့အောက်မှာနောက်မှာ security setting ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးတော့ menu sms setting ဆိုတာလေးနှိပ်လိုက်ပါ အရင်ဆုံးပေါ့နော်ကျွန်တော်တို့ကဒီအပေါ်ဆုံးကပေါ့နော် login ဝင်တဲ့အခါမှာကျွန်တော်တို့2 step တွေအရင်ဆုံးပြောင်းပါမယ်။ပြောင်းဖို့အတွက် ကျွန်တော်တို့ဒီအပေါ်ကပေါ့နော်ဒီ hanko a ကိုနှိပ်လိုက်ပါ။အဲ့ဆိုတော့ဒီ button လေးပေါ်လာပါတယ်။ပြီးရင်တော့ခက်ခင်းကုတ်တို့ကို association စုလို့နှိပ်လိုက်ပါ။အဲ့တော့နှိပ်ပြီးသွားရင်တော့ကျွန်တော်တို့ email မှာကြလာတဲ့ဒီ ဒီမှာပြထားတဲ့ပုံလေးနေနေတာပေါ့နော်အီးမေးမှာကြလာတဲ့ဒီပုံအတိုင်းကျွန်တော်တို့ရေးပြီးတော့ဆက်သေးစုလို့နှိပ်ပြရမှာဖြစ်ပါတယ်အီးမေးရပုံတိုင်းကျွန်တော်တို့ရေးပြီးတော့ဆက်သေးစုလို့နှိပ်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီလောက်ကွင်းအတွက်ပေါ့နော် two step ဟန်ကိုလောက်တာဆက်ဆက်ဖို့ဖြစ်ပါတယ် နောက်တစ်ခုကကျွန်တော်တို့ store ရောင်းပြီးတဲ့အခါမှာကို့ဘန်နဲ့ထည့်တဲ့အခါမှာကျွန်တော်တို့ two step ခံမှာဖြစ်ပါတယ်အဲ့တော့အောက်ကကျွန်တော်တို့ hand go ကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့က hand go ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီငွေထုတ်တဲ့အခါမှာလည်းပေါ့နော် two step ခံတာဆက်စပ်ဖို့ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးပေါ့နော်ဒီမှာပြီးသွားပြီဖြစ်တော့ကျွန်တော်တို့ account တွေကို login ဝင်ကြည့်ပါမယ် ဲ့တော့ login ဝင်ဖို့ထုံးစံအတိုင်းပဲကျွန်တော်တို့ဒီ lockdown shogun ပေါ့နော် login နှိပ်လိုက်ပါမယ်ပြီးတော့ကိုယ့်ရဲ့ user id password နဲ့ကျွန်တော်တို့ login ဝင်ပါမယ်ပုံမှန်ဆိုရင်ပေါ့နော်ကျွန်တော်တို့တန်းဝင်နေအခုကတော့ two step ခံပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ email မှာပို့လာတဲ့ကျွန်တော်တို့ဒီပုံလေးတွေအတိုင်းကျွန်တော်ရေးပြီးတော့ set this လို့နှိပ်ပြီးတော့ဝင်ရမှာဖြစ်ပါတယ် အဲ့ဆိုတော့ဒီပုံလေးတိုင်းကျွန်တော်ရွေးပြရမှာဖြစ်ပါတယ်မြင်ဆက်တဲ့စလူနေလဲပါဒါဆိုရင်တော့ကျွန်တော်တို့ဒီ two step ခန္ဓာဆက်စပ်ဖို့ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ